်အလုံးမင်္ဂလာပါရေဝရှင်လေးမှပြန်လဲကျူစွလိုက်ပါတယ်ဒီနေ့ကျော်လာ73ရက်နေ့ဒီနေ့မှာတော့လေကြောင်းရံကောက်ွယ်ရေးအရေးကြီးတဲ့ viewer scan ကိုကျွန်တော်တို့တိုင်းသားတစ်ဖွဲ့ဝင်နေတဲ့ပြည်သူကောက်ွယ်ရေးပူပေါင်းတစ်ဖွဲ့ဝင်နေတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပါပြီဒီဒီနဲ့ပတ်သက်ပြီးတော့ကျွမ်းပြီးပါတယ်အဓိကပြောချင်တာကကျွန်တော်ကောက်ွယ်ရေးတစ်ဖွဲ့ဝင်တွေအသုံးပြုသွားတဲ့စီးရီးမာဖျူဟာအကြောင်းပါ ။လေကြောင်းအကောက်ခွဲရေးအကျံဖတ်စစ်ခွေးတက်ရဲ့ viewer စစ်စကန်းကိုအဲ့ဒီစကန်းရဲ့ပပ္ပလေဝင်းရပိတ်ဆို့မှုမီတာ1500ရာအတွင်းထဲမှာလှုပ်လို့မရတဲ့အခြေအနေအတွင်းမှာအကျံဖတ်စစ်ခွေးတက်ကျွန်တော်တို့ကိုအရှုံးပေးခဲ့ရတဲ့အကြောင်းပါကျွန်တော် view ပြည်သူတွေကမွေးဖွားလိုက်တယ်ကျွန်တော်တို့လူငယ်တွေရဲ့ဒါတိုက်ခိုက် စမကားတွေကိုဒီနေ့ကြားရမှာဖြစ်ပါတယ်နောက်တစ်ဇင်းတစ်ခုကတော့မန်လီအိုးဘိုထောင်ဝန်ထမ်းတွေရိုင်းနဲ့နှိပ်စက်တာခံနေရတဲ့ကျွန်တော်တို့မုံရွာလူလူတပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အကြောင်းကိုတင်ပြပေးမှာပါနိုင်ငံနဲ့ပတ်သက်ပြီးတော့ချင်းချခံနေရတဲ့လက်ရှိအကြမ်းဖက်စစ်ခွေးတက်ရဲ့ဖိနှိပ်မှုအောက်မှာကျွန်တော်တို့နိုင်ငံရေးတာဓမ္မလို့လည်းပြောလို့ရတဲ့ ဒီလက်နက်မဲ့ကျွန်တော်တို့ဒါစန့်ကျင်တပိတ်ပေါက်တပိတ်မောက်ခဲ့တဲ့ကျွန်တော်တို့ဒိတ်ကောင်းဆောင်တွေကိုအကျန်းဖက်စစ်ခွေးတက်ရဲ့လပားစီတွေဟာအများတန်းတို့တွေရိုင်းနေနှိမ့်ဆက်မှုတွေကျွန်တော်တို့အများတန်းကြားရောင်နေရတာပါအခုချိန်မှာတော့တို့နဲ့ပတ်သက်ပြီးတော့ကျွန်မိဘပြည်သူတွေထပ်မံပြီးတော့သိရှိဖို့ကျွန်တော်တင်ပြပေးပါမယ်နောက်ဆုံးသတင်းတစ်ခုကတော့အကျန်းဖက်စစ်ခွေးတက်ဘလို့ထွက်ပြေးလဲဆိုတာကျွန်တော်တို့တွေ့ရမှာ ဖြစ်ပါတယ်ထိုင်းမြန်မာ နေဇက်စီတောင်းလျှောက်မှာရှိတဲ့ကျောင်းဖက်စစ်ခွေးတက်စစ်ကန်အကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KNU နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဆရာရှာရှာပါပါကျွန်တော်တို့ကျွန်တော်တို့ဒါတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုကြောက်ရွံ့စိုးထိတ်လို့ဖပြေးသွားတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ် ကိုဝေကိုဝေမိုးနိုင်ကိုဘို့ထောင်ဘူးရမှာတင်ရိုင်းနဲ့နှိပ်စက်မှုတွေရှိခဲ့တယ်လို့ကျွန်တော်တို့အာထောင်လင်းသတင်းရင်းမြစ်ကပြန်လဲရရှိထားပါတယ်မိုးရွာထောင်ကနေတော့ပြောင်းရွှေ့လာတဲ့ကိုဝေမိုးနိုင်ကိုမန်လေးအိုးဘို့ထောင်ကဝန်ထမ်းတွေအားထောင်ဘူးရမှာနေမဲ့ရိုင်းနှက်ဝိုင်းပြီးတော့ထိုးကြတယ်ဗောဗျာဒီနေ့တို့ထောင်ကို ဘသူပြောင်းလာမယ်ပေါ့အဲ့ဒီချိန်မှာပါလာတဲ့သူတွေတဲမှာကျွန်တော်တို့လူလူတပိတ်ကောင်းဆောင်ဘုံရရဲ့အထင်ကြီးကတပိတ်ကောင်းဆောင်တူဦးဖြစ်တဲ့ကိုဝေမိုးနိုင်ပါလာမယ်ဆိုတော့ကိုဝေမိုးနိုင်ထောင်ပြောင်းရွှေ့ပြီးတော့ကျွန်တော်တို့မန်လေးအိုးဖို့ထောင်ဘူးဝကိုရောက်ပြီးဆိုတာနဲ့သူ့ကိုဝိုင်းပြီးတော့ထိုးကျိတ်ခဲ့ပါတယ်ဒါဒဏ်ရရှိမှုတွေပြင်းထန် လက်အခြေအနေတွေရှိတယ်လို့လည်းကျွန်တော်သိရှိထားပါတယ်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ဘူးလို့လည်းထပ်မံပြီးတော့ကြားသိထားရပါတယ်ဇော်လာ၁၂ရက်နေ့မနက်ပိုင်းမှာမုံရချင်းထောင်နှစ်ရှည်ထောင်နဲ့ကြခံနေရတဲ့လူလူတပိတ်ခေါင်းဆောင်တုံးဖြစ်တဲ့ဝေမိုးနိုင်ကိုမန်လေးအိုးဘုံထောင်ပြောင်းရွှေ့ခဲ့ပါတယ်အိုးဘုံထောင်ရောက်တဲ့အချိန်မှာထောင်ဘူးဝမှာဒီမှာအချမ်းဖက်ဖက်စစ်ခွေးတက်ရဲ့အာနာရှင်အာနာယူကျွန်းတဘောက်ကောင်တွေက အဲ့ဒီအချင်းဦးစီးနဲ့ဝန်ထမ်းတွေဟာကိုဝေဦးနိုင်ကိုဝိုင်းဝန်းထိုးချိတ်ရိုက်နေခဲ့တယ်လို့အချင်းနောက်နီးစပ်တဲ့သူတွေကပြန်ပြီးတော့ဈေးပြဖို့ထားတာဖြစ်ပါတယ်ဟုတ်ပြီသူကကျွန်တော်တို့လက်နက်မဲ့ဆန္ဒပြခဲ့တဲ့အချိန်မှာဒါအချမ်းမဖက်စစ်တဲ့အာနာယူကောင်တွေကကားနဲ့တိုက်ပြီးတော့ဖန်စီထိမ့်သိမ်းခံခဲ့ရတဲ့နှိရှိထောင်နဲ့ကြခံရတာကြခံထားရတာပါ ငင်းငင်းစွာဆန္ဒပြတဲ့သူကိုကျွန်တော်နိုင်ငံမှာ လူသက်မရိမှုထက်ပိုတဲ့ပြစ်ဒဏ်ကို ချမှတ်လို့ရတဲ့ပုံမှန်တွေသူတို့ပါဇက်ထဲမှာရှိတယ်။ဒါလေးကိုကျွန်တော်မိဘတွေကိုပြန်ပြောင်းပြီးတော့တင်ပြနေခြင်းကလက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရှိတယ်ကျွန်တော်မိဘပြည်သူလူတို့တည့်ရလုံးရဲ့အခြေအနေဆိုးတွေတဲကတခုထောင်းနေအချင်းချတယ် ငင်းငင်းစွာဆန္ဒပြလို့2.90ထောင်ချခံလိုက်ရတယ်။မုံရတပိတ်ကောင်းဆောင်တပိတ်ကောင်းဆောင်ဝေမိုးနိုင်ကြောင်းပါ။ဟုတ်ပြီ။ကျွန်တော်တို့ရဲဘော်တွေဟာဒါကျွန်တော်တို့ပြည်သူအတွက်ညီမျိုးစုံနဲ့အာတော်လန်ရေးမှာပါဝင်ခဲ့တဲ့သူတွေဟာအခုလိုပဲထောင်တီးတီးမှာညီမျိုးစုံနဲ့နေ့စဉ်အကြမ်းဖက်ဖိနှိပ်ရိုက်နှက်နှိပ်စက်ခံရတယ်။ ဒါကိုလည်းပဲကျွန်တော်တို့ကျွန်တော်မိပါတယ်သတင်းအရက်ကျက်မှာမကြာခဏကြာတိရမှာဖြစ်ပါတယ်ဗျဟုတ်ပါတယ်နောက်27 April 15ရက်နေ့မှာကျွန်တော်ဖက်စစ်ခွေးတက်ကကားနဲ့တိုက်ပြီးတော့ဒါဖမ်းခေါ်ပြီးတော့တရားစွဲတယ်တရားစွဲတဲ့ပုံမှတွေအတိအထိချားမှာပဲကျွန်တော်တို့တပိတ်ခေါင်းဆောင်ထောင်နဲ့အနည်း90ကျော်အကြခံခဲ့ရတာပါဒါကြောင့်ဒီထောင်နဲ့ဒီနှစ်တွေဟာကျွန်တော်တော်လှန်ရေး အောင်ပွဲရောက်တဲ့နေ့ဒီနိုင်ငံတွင်ထဲမှာအာနာရှင်မှန်သမျှမြစ်ပြချေမုန်းခံရတဲ့နေ့အဲ့ဒီနေ့အထိထောင်သီးသီးမှရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုတွေဟာကျွန်တော်တို့ကိုစောင့်ပျော်နေကြတယ်ဆိုတာကိုကျွန်တော်တို့တရက်မပြတ်တတိယအောင်မေးလျက်ရှိပါတယ်ဆိုတော့မေဟိုတောင်ဆန်းစွကြည်ရဲ့နှစ်80ပြည့်မွေးနေ့နဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ ပြည်သူလူထုတစ်ရက်လုံးနဲ့တကွာလုံးမှာရှိတဲ့မိဘတွေရဲ့ဒါမွေးနေ့စုမုံကောင်းတောင်းတဲ့ဗီဒီယိုရုပ်သံဖိုင်တွေကိုလည်းကျွန်တော်တို့ကြားသိနေရပါတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတအူးမကြံကျွန်တော်တို့ကဲတင်ရမှာကကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တဲ့အကြောင်းနဲ့ကျွန်တော်တို့ကိုစောင့်မျှော်နေတဲ့အခုလိုပဲအပြစ်မဲ့ထောင်ချခံနေရတဲ့ကျွန်တော်ရဲ့လူငယ်တွေမိသားစုဝင်တွေအများအပြားဒါတော့မှအာမကြသေးခင်က အသေဆုံးသွားတဲ့သူတွေလည်းကြွန့်မိပါတွေဒါသူတို့ရဲ့သတင်းတွေကိုလည်းအကြမ်းရမှာဖြစ်ပါတယ်ဗျဟုတ်ပြီအဓိကကျွန်တော်တင်ပြချင်တဲ့အဓိကအကြောင်းအရာကတော့ဒီကြောင်းရံကောက်ွယ်ရေး viewer scan ကိုတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့အကြောင်းကိုကျွန်တော် viewer တွေကိုတင်ပြပေးချင်တာပါနေရီကန်ဒီကြောင်းရံကောက်ွယ်ရေး scan အဲ့ဒီ scan ကိုတိုက်ခိုက်သိမ့်ပိုက်တဲ့အခြေအနေဟာကျွန်တော်တို့မီတာ1500ပတ်ပတ်လဲကိုဝင်းရပိတ်ဆို့ဖြတ်တောက်ပြီးတော့ကျွန်တော်တို့ပြမှတ်ကို ကောင်းမှုအစုံချိုးဖဲ့ရိုက်ချိုးဖြစ်စီနိုင်ခဲ့တာဖြစ်တယ်ဒါဟာကျွန်တော်မျိုးပြည်သူတွေအားလုံးဒါဝေဖွားလိုက်တဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေရဲ့လက်ရှိစစ်စင်ရေးအများအပြားတွေကတခုဖြစ်ပါတယ်ဆိုတော့ဝင်းရပိတ်ဆို့မှုကျွန်တော်ဒီစကားလေးကိုကြားမယ်ဆိုရင်တော့ပုံမှန်အတိုင်းက ဘာမှမဟုတ်လို့ပဲထင်ရပါလိမ့်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ရပောင်းများစွာဝင်းရဲ့ပိတ်ဆို့မှုအဲ့ဒီအတွက်အကြမ်းဖက်စစ်ခွေးတက်ဦးလေကြောင်းရံကာကွယ်ရေးစခန်းထဲမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်းတွေဟာသူတို့မှာထွက်ပေါက်မရှိ ပြီးတော့သူတို့စိတ်ဓာတ်ဂျိုင်နဲ့ပြူကျသွားပြီငကိုကလေးကမှဒါတိုက်ခိုက်စိတ်လုံးဝမရှိတဲ့ ဘာအတွက်တိုက်ပွဲဝင်နေရမှန်သူတို့ကိုသူတို့မသိတဲ့ကောင်းတွေအနေနဲ့ကျွန်တော်တို့ရဲ့ပိတ်ဆို့မှုအောက်မှာသူတို့တွေကျွန်တော်ပြည်သူအရှိမဒူးထောက်အညံ့ခံအယုံပေးရတယ်ဒီတိုက်ခိုက်မှုတွေအတွင်းမှာကျွန်တော်ဂျမ်ဖက်စစ်ခွေးတက်ရဲ့လေကြောင်းရဲ့ကာကွယ်ရေး viewer စခန်းကိုရယူနိုင်ခဲ့တယ်လို့အဲ့ဒီအတွင်းထဲမှာရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်ရဲ့ကျွန်တော်တို့23កောင်းလက်နက်နဲ့ကွာကျွန်တော်တို့အရှင်ဖမ်းမိရမိခဲ့ပါတယ် ဒီတိုက်ပွဲအတွင်းမှာကျွန်တော်တို့ဒါအရှင်ဖန်းစီရမီလိုက်တဲ့ဒူရီရဲ့နှုတ်ဖတ်စကားအဲ့ဒီစကားကိုကျွန်တော်အမီပါတီကိုကျွန်တော်အသိပေးချင်တာမကြသေးခင်ကျွန်တော်တို့မန်လေးအတွင်းထဲမှာဖြစ်ပွားခဲ့တဲ့ကျွန်တော်ရက်သားလူငယ်တွေကို လမ်းမပေါ်မှာဖနှက်တွေပါချုပ်ပြီးတော့ရိုက်ခဲတဲ့ကောင်တွေဒါပြည်သူစစ်ဆိုတဲ့ကောင်တွေပြီးတော့စစ်မှုထမ်းနေပါတယ်ဆိုတဲ့ကောင်တွေ ပြီးတော့ view ဆိုတဲ့ကောင်းနေအဲ့ဒီကောင်းနေကရှင်းတဲ့ seminar ပြင်မှာကျွန်တော်တို့စီကိုကျွန်တော်တို့စီမှာဒါလက်နဲ့ချအញ្ញံခံလိုက်ရတဲ့အချိန်မှာဒကောင်ရဲ့တောက်ချိုးကလုံးဝကိုပြောင်းလဲသွားတာကိုကျွန်တော်ကတင်ပြချင်တာပါအဲ့ဒီမှာကျွန်တော်ဒါဝိညာဉ်ပိဆုံမှုအတွင်းထဲမှာဒါဖြတ်တော့တိုက်ခိုက်ရေးတွေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ပြီးတော့အတွင်းထဲမှာရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်ရဲ့ဒါ23កောင်ဟာကျွန်တော်တို့စီမှာလက်နဲ့ချ အညံ့ခံခဲ့ပါတယ်ဆိုတော့အဲ့ဒီလက်နက်ချအညံ့ခံခဲ့တဲ့အကြံဖက်စစ်ခွေးတက်ကကောင်းနေကဘာပြောလဲဆိုတော့စစ်မှုတန်းဥပဒေကြောင့်အတင်းအာရမပေါ်တာဆွဲခံရပြီးရှေ့တန်းပို့ဆောင်ခံရတာဖြစ်တဲ့အကြောင်းကျွန်တော်တို့စီမှာသူတို့အတနာခံပါတယ်စစ်မှုတန်းဥပဒေကြောင့် ကျွန်တော်အရက်စကားအရက်ဒီအရက်သားစကားလေးနဲ့ပဲကျွန်တော်နည်းနည်းလေးကျွန်တော်မိဘအနေနဲ့ဆွေးနွေးကျင်တယ်။အချို့သောနေရာတွေမှာငွေကြေးတက်မှတ်မှုငွေကြေးလိုချင်လို့စမှုထမ်းတဲ့ကောင်းတွေရှိတယ်။ဆိုတော့အဲ့ဒီကောင်းတွေဟာနံပါတ်၁ငွေကြေးကိုရယူလိုက်တယ်။နံပါတ်၂ရှင်းစမင်နာပြင်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဒါမှမဟုတ်တိုင်းသားတပ်ဖွဲ့ဝင်တွေစီမှာလက်နက်နဲ့တကွဒါအလင်းဝင်တယ်ပေါ့ဗျာကျွန်တော်တို့ဘက်ကိုလာတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကနေပြီးတော့ထုတ်ပေးတဲ့စူဂျင်းငွေကိုလည်းအဲ့ဒီကောင်တွေရယူလက်ခံတယ်ဒါအကုန်လုံးကိုကျွန်တော်ပြောနေတာမဟုတ်ဘူးလက်ရှိအချိန်မှာဒါဖြစ်လေဖြစ်တာရှိတဲ့အကြောင်းအရာလေးတခုကိုကျွန်တော်မိပါတွေနဲ့ဆွေးနွေးနေခြင်းဖြစ်တယ် ချင်းမွန်းရဲ့ဥပဒေဆိုတဲ့ကောင်းစဉ်အောက်မှာပစံကိုရယူမှုနဲ့ပစံရယူပြီးတော့စစ်မှုထမ်းဝင်သွားတဲ့ကောင်းတွေရှိတယ်အဲ့ဒီကောင်တွေကရှင်တန်းကိုရောက်တဲ့အချိန်မှာကျွန်တော်တို့စီမှာလက်နက်ချပြီးတော့လက်နက်အပ်ပြီးတော့ကျွန်တော်တို့စီကစူဂျေးထုတ်တယ်။ဒါတွေလည်းရှိတယ်။ဆိုတော့ဒါတွေကိုကျောင်းမိဘပြည်သူတွေဒါသတိပြုမိဖို့ကျွန်တော်ကတင်ပြနေခြင်းဖြစ်ပါတယ်။ဟုတ်ပြီ။ အခုလို့ကျွန်တော်ရှင်းလင်းစစ်မြေတာအပြင်မှာကျွန်တော်စီရောက်တဲ့အချိန်မှာသူတို့ရဲ့ကျွန်တော်တို့ကိုပြောပြတဲ့ဒါအပြောအဆိုတွေပြီးတော့သူတို့ရဲ့အပြုအမူတွေကျွန်တော်တို့ကွဲပြားခြားနားနေတာကိုမနေ့တနေ့ကမှဖြစ်ပျက်ခဲ့တဲ့မန်လေးအတွင်းထဲမှာကျွန်တော်တို့လူငယ်တွေကိုရိုက်နှက်နှိပ်စက်ချိန်ချောက်ခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့အခုကျွန်တော်တို့စီမှာအဖမ်းခံရတဲ့အဖြစ်အပျက်နဲ့ကျွန်တော်ရင်ပြီးပါတယ်နှိုင်းရှင်ကြည့်ပေးပါကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာ ကျွန်မိဘတွေအမြင်ကိုလွတ်လပ်စွာရည်တာနိုင်ပါတယ်ပြီးတော့ကျွန်တော်ကိုလည်းလွတ်လပ်စွာအကြံပြုနိုင်ပါတယ်ဒီတက်ခတ်ရည်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အရကတက်တော့အေးအေးမာမိတ်တက်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ချင်းတက်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်လက်ရှိချိန်မှာနိုင်ရည်ကန်လေကြောင်းရံကောက်ဝေးစကန်အရကတက်တော်နဲ့မာမိတ်တက်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နေကန် view ကုန်းနဲ့တမိုင်ကျော်အကွာမှာရှိတဲ့အချမ်းဖက်စစ်ခွေးတဲ့ MPT Tower Tower တိုင်းကကင်းစခန်းတွေကျွန်တော်လက်ရှိတိုက်ခိုက်သိမ်းပိုက်ဖို့ဆက်ပြီးတော့လဲဒါစူးစမ်းပြီးတော့ထိုးစစ်ဆင်နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်အဲ့ဒီကျွန်တော်တို့ဒါ MPT Tower တိုင်းကကင်းစခန်းကိုမကြဖို့တော့အချမ်းဖက်စစ်ခွေးတက်ကလေချောင်းရောမြေပြင်ကပါစစ်ကူပစ်ကူတွေပေးနေတယ်လို့လဲကျွန်တော်တို့သိရှိထားရပါတယ်ဟုတ်ပြီ ။ရခိုင်ပြည်အမ်းမြို့နယ်မကွေးတိုင်းတို့ကိုဆက်သွယ်ထားတဲ့အမ်ပထန်လမ်းမပေါ်မှာဒါအချမ်းမဖက်စစ်ခွေးတက်ရဲ့ဒီကြောင့်ရကာကွယ်ရေးစခန်းစည်ဘူဟာကြတဲ့စခန်းဖြစ်တာကြောင့်အဲ့ဒီစခန်းနဲ့ကျွန်တော်တို့ဒါကာကင်းစခန်းတွေမကြဖို့အတွက်အချမ်းမဖက်စစ်ခွေးတက်ကတော့ကြိုးစားရုံးကန်နေစေဖြစ်တယ်လို့လည်းကျွန်တော်တို့သိရပါတယ်အဲ့ဒါကာတရန်ကျွန်တော်တို့တိုက်ပွဲတွေဟာ တကယ်မြေပြင်အခြေအနေတွေမှာအခက်အခဲမျိုးစုံ ရှိနေပါတယ်ဆိုတော့အရခတ်တက်တော့အေအေနဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတွေပြီးတော့ကျွန်တော်တို့ဒါအခြားသောတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့တိုက်ပွဲသတင်းတွေသူတို့ရဲ့ဒါကြီးညာချက်ထုတ်ပြန်ကြီးညာချက်တွေကအရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့ကစစ်မျက်နှာပြင်နေရာဇုံမှာရှိနေတဲ့အတွက်လက်ရှိအချိန်မှာဒါစီးသတင်းတွေစီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့အမြင်မပြတ်ဒါ view site ပေးဖို့ရေးကြည့်ပါတယ် ဟုတ်ပြီဒါကတော့မကြသေးခင်ကမှဖြစ်ပျက်ခဲ့တဲ့မန်လေးကအဖြစ်ပျက်လေးကိုကျွန်တော်သတိရသွားလို့ဒီကနေ့ကျွန်တော်တို့ဒါလေကြောင်းရဲ့ကဝေးရေးအကြံဖက်စစ်ခွိတက်ရဲ့ viewer scan ကိုတိုက်ခိုက်သိမ့်ပိုက်တဲ့ဒါရပိုင်းအတွင်းထဲမှာကျွန်တော်တို့စီမှာအရှင်ဖန်းစီရမိတဲ့အကြံဖက်စစ်ခွိတက်ရဲ့ခံဝင်စကားလေးတွေကိုကျွန်တော်မိဘတွေကိုပြန်လဲတင်ပြနေခြင်းကကျွန်တော်နိုင်ငံအတွင်းထဲမှာ လက်ရှိလူငယ်တွေချတော်လန်ရေးကိုသူတို့နဲ့မသက်ဆိုင်တယ်လို့နေနေတဲ့လူငယ်တွေအများကြီးရှိတယ်ကျွန်တော်တို့ကောင်းကောင်းသိတာဆိုဒီလူငယ်တွေဟာမိမျိုးစုံနဲ့အတုံးချခံနေရတာပေါ့ကျွန်တော်တို့မိဘတွေသတိပြုဖို့အရေးကြီးပါတယ်ကျွန်တော်တို့တစ်ကမ္ဘာလုံးမှာ အခုကာလအတွင်းထဲမှာဒါစစ်မှတ်ကာလလို့တော့ပြောလို့ရတဲ့အခြေအနေတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပြီးတော့တဘာဘေးအန္တရာယ်တွေပြီးတော့မတော်တဆမှုတွေပြင်းပြင်းထန်ထန်ဒါဖြစ်ပျက်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒေါ်နိုင်ငံလက်ရှိအာနာရှင်ဒါအောက်ကနေပြီးတော့မလွတ်မြောက်နိုင်သေးကျွန်တော်တို့လူငယ်တွေအနာဂတ်ဟာလည်းပဲပြောက်ကွယ်နေမှာဖြစ်တယ်ဒါကြောင့်ဒီတော်လန်ရေးမှာကျွန်တော်တို့လူငယ်တွေအားလုံး နီမျိုးစုံနဲ့ဝင်းရကူညီဖို့အရေးကြီးတယ်ပြီးတော့ကျွန်တော်လူငယ်တွေအားလုံးရဲ့ဒါမိဘတွေမိသားစုဝင်တွေနဲ့အနေနဲ့လည်းတို့ဒီနိုင်ငံငါတို့အနာကတ်အတွက်ဒီချင်းအဆုံးဖြတ်တိုက်ပွဲမှုစွမ်းကုန်ဝင်းရရတ္တိပေးပါလို့လည်းဒီကနေပြီးတော့ကျွန်တော်မေတ္တာရက်ခံလို့တယ်နောက်တဲ့ဂျင်းလေးတစ်ခုတင်ပြချင်ပါတယ်အဲ့ဒါကတော့ထိုင်းမြန်မာနယ်စပ်တောင်းလျှောက်တစ်ခုလုံးကိုကျွန်တော်တို့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေထိတ်ချုပ်လိုက်ပြီဆိုတော့တည်င်းကောင်းကြီးပါပဲကရင်တွေဟာ သူတို့လုပ်ရမဲ့လုပ်ကို နိုင်ငံရေးစစ်ရေးနဲ့ဒါအုပ်ချုပ်ရေးတွေပါအတူရှင်တွဲပြီးတော့သူတို့သုံးသပ်ပြီးတော့စနစ်တကျလှုပ်ဆောင်နေတာကို ကျွန်တော်တို့ဒီအခြားသောတပ်ဖွဲ့ဝင်တွေနဲ့မတူထူးခြားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ထိုင်းမြန်မာနေဆက်ဖြစ်တဲ့အတွက်ထိုင်းနိုင်ငံပြီးတော့ထိုင်းအာဏာပိုင် အဖွဲ့တွေနဲ့လည်းသူတို့တွေတားစားတာဖြစ်အောင်ပေါင်းသင်းပြီးတော့သူတို့တွေပထမအဆင့်လှုပ်ဆောင်ရမယ့် အခြေအနေတွေပြီးတော့ဒုတိယအဆင့်လှုပ်ဆောင်ရမယ့်အခြေအနေတွေပြီးတော့ဒီနိုင်ငံရဲ့ဒါဒီဒေါ်လာရေးရဲ့အစိုးဖြတ်ကာလတွေကိုကျွန်တော်ထင်တယ်သူတို့သတ်မှတ်ပြီးပါပြီ။ဒါကြောင့်လည်းပဲအကြံဖက်စစ်ခွတ်တက်ကရွေးကောက်ပွဲလုပ်မယ်။ရွေးကောက်ပွဲလုပ်ပြီးတော့အစိုးရဖွဲ့မယ်။အစိုးရဖွဲ့ပြီးတော့ဘသူဘသူကိုသူတို့တွေဘယ်နေရာဘယ်နေရာမှာသူတို့ရေးကြည့်တယ်လို့သူတို့ပြောကြည့်တယ်လို့သူတို့ပုံဖော်ပြီးတော့ဒီနိုင်ငံရဲ့အရေးကိုသူတို့ရဲ့ လက်ထဲမှာပဲသူတို့ရဲ့ပါဇက်ထဲမှာပဲလုတ်ချင်သလိုလုတ်နေကြတယ်ဒီရွေးကောက်ပွဲကိုလည်းပဲကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးကအလုံးလုံးမအတိမတ်မပြုတ်သလိုဒါကိုလည်းပဲကျွန်တော်တို့စည်ရင်းနီးရအနိုင်ယူသွားနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီရွေးကောက်ပွဲကာလသူတို့တွေလုတ် ဒါပေမဲ့သူတို့တွေအဲ့ဒီရွေးကောက်ပွဲကိုဘယ်နေရာမှာလှုပ်ပါလဲလှုပ်လို့ရတဲ့နေရာကွက်ကွက်တေးသေးလေးပဲရှိတယ်ရခိုင်မှာရွေးကောက်ပွဲလှုပ်လို့ရတာမရောက်ကရင်မှာရွေးကောက်ပွဲလှုပ်လို့ရတာမရောက်ကချင်မှာရွေးကောက်ပွဲလှုပ်လို့ရတာမရောက်ပြီးတော့ချင်းမှာရွေးကောက်ပွဲလှုပ်လို့ရတာမရောက်ကယားမှာရောလှုပ်လို့ရတာမရောက်မုံမှာရောရွေးကောက်ပွဲအကြီးအကျယ်လှုပ်လို့ရမှာမရောက်ဆိုတော့သူတို့ရွေးကောက်ပွဲဘမာလှုပ်နေတယ် သူတို့ထိန်းချုပ်လို့ရပါတယ်ဆိုတဲ့ရန်ကုန်နဲ့အနီးပတ်ဝန်းကျင်အမန်လေးနဲ့အနီးပတ်ဝန်းကျင်အနီးပြည်တော်နဲ့အနီးပတ်ဝန်းကျင်ဒါတောင်မှမဲဆွယ်စီယုံနဲ့ပွဲလိုမျိုးအရင်လိုမြင်ရပါမလားမမြင်ရဘူးကျွန်တော်တစ်ဖက်ကတော့ရုပ်ောက်ပွဲကိုလုပ်သွားမှာပဲကျွန်တော်တို့ကတော့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်စိုးမိုးနှိုင်ဖို့အတွက်စီရင်နီးရကျွန်တော်တို့နိုင်ယူသွားမှာဖြစ်တဲ့နိုင်ငံရေးနီးမှာလည်းပဲကျွန်တော်တို့ဟာဒါအာကောင်မောင်းတဲ့အခြေအနေတွေကိုလည်းကျွန်တော်မိပါတယ်ကြတိရမှာဖြစ်တဲ့ လက်ရှိကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နေရာတွေမှာကျွန်တော်တို့ဒါထိစပ်နေတဲ့နိုင်ငံတွေဟာကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့ဆက်ဆံနေရတာကိုလည်းကျွန်တော်တို့ဒီကနေ့မှာမျောအားထင်ထင်မြင်တွေ့နေရပါတယ်ဟုတ်ပြီထိုင်းမှာနေဆက်ငရက်ငရက်နေစကမ်းအဲ့ဒီစကမ်းမှာရှိတဲ့ဂျမဖက်စစ်ခွေတက်ကကောင်တွေဟာကျွန်တော်တို့မနေ့ကဂျွန်လ12ရက်နေ့နဲ့နဲ့ပိုင်းမှာစကမ်းစွန့်ခွာထွက်ပြေးသွားကြတာပါရဲရဲတိုက်ရဲရဲချေမုံ ရရဲ့ပြေးရရဲ့စွန့်ခွာခွေးပြေဝပြေးပြေးဆိုတော့အဲ့ဒီမှာထူးခြားတာကကြောက်ညွန့်စိုးရင်စိတ်ကြောက်ထိုင်းနိုင်ငံဘက်ကိုထပ်ပြေးသွားကြတာပါဘသူကိုကြောက်ရွံ့စိုးရိမ်တာလဲကြောက်ရွံ့မိပါလေဒီတော်လန်ရေးမှာသူတို့ကြောက်တာဘာလဲအကျမဖက်စစ်ခွေးတက်လက်ရှိထိတ်တီးထိတ်တီးပိုင်းခေါင်းဆောင်တွေ့ တော့ဒီနိုင်ငံရဲ့ယာတုမျိုးစုံအာဏာမျိုးစုံကိုရယူထားတဲ့ကောင်တွေကြောက်တာကကျွန်တော်တို့ပြည်သူလူထုကိုကြောက်တာ။အော်ကျွန်တော်တို့ပြည်သူလူထုကမွေးဖွားလာတယ်ပေါက်ဖွားလာတယ်ကျွန်တော်တို့တော်လန်တော်တပ်ဖွဲ့ဝင်းတွေကိုစိုးရုံကြောက်လန့်လို့တပတ်ထိုင်းနိုင်ငံအထိဖောက်ပြေးနေရတဲ့အကြမ်းဖက်ဖက်စစ်တပ်စရာဇွေကောင်တွေမရင်းကောင်တွေလူသက်ကောင်တွေကျွန်တော်မြင်ပါတယ်မျိုးလုံးထဲမှာတစ်ချက်ကလေးပုံဖော်ကြည့်ပါ ဘောင်းကြီးအာကာသွန်းဘောင်းကြီးတူလေးတွေနဲ့ချင်းချားလေးတွေထမ်းလို့ဟိုဘက်နိုင်ငံပြေးတယ်ဆိုရင်တို့ကချင်းချားတောင်ယူဝါသေးတယ်ဆိုတော့တို့ပြေးတဲ့ဒါခင်းချင်းမှာကျွန်တော်တို့ကိုစုံလုံးကြောက်လုံးလို့ပြေးရတာပါလို့ကျွန်တော်တို့တိကျခိုင်ပါတဲ့တင်းတွေရရှိထားပါတယ်နိုင်တဲ့လက်နက်လေးတွေကိုတော့တို့တွေတဲဆောင်သွားပြီးတော့မတဲယူမွှေ့ပြောင်းနိုင်တဲ့လက်နက်ကြီးတွေနဲ့အချို့လက်နက်ငယ်တွေကိုကျွန်တော်တို့တိမ့်ပတ်ရရှိထားပါတယ် ါနဲ့ပတ်သက်ပြီးတော့အာကျွန်တော်တို့တဝဲခရိုင်အတွင်းရေးမှုဘလို့စောရင်နာကဒါထုတ်ပြန်ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အဲ့ဒီအကြမ်းဖက်စစ်ခွေးတဲ့ငရဲ့နီစကန်ပြီးတော့ body စကန်နဲ့ဒါကျွန်တော်တို့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်တဲ့အခြေအနေတွေမှာကျန်ဖက်စစ်ခွေးတဲ့ကကျွန်တော်တို့တိုက်တာတောင်မှဒါခုခံဖို့သူတို့တွေဒါပြင်ဆင်နိုင်တဲ့အခြေအနေမရှိတော့ဘူးဆိုတာကိုကျွန်တော်တို့ မျောထင်ထင်မြင်တွေ့နေရတာဟုတ်ပြီကျောင်းတိုင်းသားနေမီတွေမှာ အရှင်တုံးကလက်ခုလိုမျိုးအောင်ပွဲမျိုးခုလိုမျိုးတရေဆက်တိုက်ခိုက်သိမ့်ပိုင်နိုင်တဲ့အခြေအနေအခုလိုမျိုးစုံမနိုင်တဲ့အခြေအနေဒီအချိန်မှာကျွန်တော်တို့အင်အားပြည့်နေဆောင်ရွက်နိုင်နေပြီဒါကိုကျွန်တော်တိုင်းရင်းသားတပွဲဝင်တိတိကလည်းသိပါတယ်ဒီချင်းเนี่ยကျွန်တော်တိုင်းရင်းသားညီကိုမောင်နှမတွေအားလုံးအတွက် အခွင့်အရေးကြီးတခုပြီးတော့ကျွန်တော်မိဘပြည်သူတွေကလည်းခဏိတိုင်းဝင်ရကူညီနေတဲ့အခြေအနေတွေမှာကျွန်တော်တို့မကြခင်မှာကျွန်တော်တို့အောင်ပွဲကျွန်တော်တို့ပန်းနိုင်ကိုတေချာပေါက်ရောက်လာထုတ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဲ့ဒီစကန်ကိုဒါချမ်းဖက်စစ်ခွေတက်ကဒါတီကီတီတာဘော်ဒီစကန်နဲ့ငဲနီစကန်တွေမှာအထိုင်ချခဲ့တာ1969ခုနှစ် အခုဆိုရင် နှစ်ပေါင်း29နှစ်ကြာနေပြီလို့လည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အခုလိုမျိုးနှစ်ပေါင်းများစွာအထိုင်ချတဆွဲထားတဲ့အကြံဖက်စစ်ခွေးတက်စခန်းတွေကိုကျွန်တော်တို့ဒေဇတ်တိုက်ခိုက်နေတဲ့ KNU နဲ့ကျွန်တော်တို့တော်လန်သပူပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်ရှိမှပြောခဲ့ပြီးသားပထမအဆင့်အထိုင်းမြန်မာနေဆက်တောင်းလျှောက်မှာရှိတဲ့အကြံဖက်စစ်ခွေးတက်အမှန်တရားကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက် ထိတ်ချုံနိုင်ခဲ့ပြီပြီးတော့တက်မှာ9မြေတွင်းမှာရှိတဲ့ဂျမ်ဘတ်စစ်ခွေးတက်ပြင်ဆင်သွားပြီတက်မှာ6ကုံတလောက်ဖြစ်နေပြီကျွန်တော်တို့တက်မှာ9ငကူကလေးကခွေးပြေဝပြေပြေခွေးဒီဝတ်ဒီတည်နေရတဲ့နေရာကျွန်တော်တက်မှာဒီဒီနဲ့ကျွန်တော်ပူပေါင်းတက်ဖွဲ့ဝင်တွေရဲ့လှုပ်ဆောင်မှုတနည်းအားဖြင့်ကရင်တွေရဲ့ တော်လှန်ရေးအစစ်ကိုကျွန်တော်တို့မြင်တွေ့နေရတာပါလက်ရှိချိန်မှာကျွန်တော်တို့ KNU ရဲ့ဒါလုံဆောင်မှုကကျွန်တော်နိုင်ငံအတွင်းကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေရသလိုနိုင်ငံပြင်ပပြီးတော့အထိုင်းရဲ့အာဏာပိုင်ဖွဲ့စည်းတွေနဲ့လည်းပဲအစင်ပြေအောင်ကောင်းမွန်ဆုံးဒါတို့တွေထိတွေ့ဆက်ဆံပြီးတော့အရှိကို ။တရဇက်ထိုးထွက်နေတာကိုကျွန်တော်တို့အားရခြင်းနဲ့ဖွဲ့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ထုံးတဲ့အတိုင်းပဲကရင်တွေတိုက်ပြီဆိုတာနဲ့ထိုင်းဘက်ကိုပြေးလို့ရတဲ့အကျံဖက်စစ်ခွေးတက်ကတော့ပြေးကောင်းနေသေးပါ။နောက်ပိုင်းတွေမှာတော့သူတို့ပြေးလို့ရမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲဒီ time မြန်မာနေဆက်စီတောက်ရှောက်အကုန်လုံးကိုကျွန်တော်တို့ KNU တပ်ဖွဲ့ဝင်တွေကထိန်းချုပ်လိုက်ပါပြီ။နောက်ပိုင်းတွေ့ရမှာတွေကတော့ ပြီးတဲ့ပွဲမဟုတ်ဘဲနဲ့ခွေတီဝတ်တီတီတဲ့ပွဲတွေကိုမြင်တွေ့ရမှဖြစ်တဲ့အကြောင်းကျွန်တော်မြို့ပါတွေကိုတင်ပြရင်းနဲ့ဒီနေ့ညီကုန်းချော့ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာစစ်မဲ့ကာလလဲကျွန်တော်တို့အကြာ၄နှစ်ကျော်၅နှစ်ဒီပါလောက်ရှိခဲ့ပြီးပြီးတော့တဘာဘေးအန်ဒီယတွေကြုံတွေ့ခဲ့တဲ့ကျွန်တော်ရဲ့မိဘတွေ့ ခံစားခဲ့ရတဲ့အခြေအနေတွေပြီးတော့လက်ရှိအချိန်မှာအာနာယူအုပ်စုရဲ့ဖိနှိပ်မှုမျိုးစုံကိုခံစားနေရတဲ့အခြေအနေတွေရင်ဆိုင်ကြုံတွေ့နေရတာကြောင့်ကျွန်တော်မိဘတွေဒါဂျမားရေးအထူးဂူပြုပေးပါဘေကင်းလုံးကျုံမှုအထူးဂူပြုပေးပါလို့ကျွန်တော်လေးလေးနက်နက်တိုက်တွန်းကျင်းပါတယ်လက်နက်ဘေးစစ်ဘေးကပေချောက်နေတဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအိုးချင်းစီတိုင်းဘေးရနေကင်းရှင်းပါတဲ့အောင်လေးနက်နက်စတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ